ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာအမှတ်3ဝင်းတင်တပ်ရင်းကတိုက်ရင်မူဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားများကိုစစ်စင်ရေးဇယိမ့်နဲ့လာစာများမပေးဘဲစစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲအတွင်းမှာအမှတ်3ဝင်းတင်တပ်ရင်းကလုတ်တက်ရင်တက်ကြကြီးအစစ်ရှိတဲ့၃ယောက်ဖြစ်တဲ့တက်ကြဇော်မင်းနိုင်တက်ကြအောင်အောင်နဲ့တက်ကြတန်းစော်တို့ဟာတော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခဲ့ပြီးတော့၎င်းတို့၃ရဲ့ပြောဆိုချက်များကိုမက်စလာ24ရက်နေ့မှာဗမာတပ်မတော်က ဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။တက်ရင်မူဒုရဘုံမူကြီးမြင့်ထွေးကတော့စစ်တီတွေကိုပြန်လှည့်ကြည့်တာဘာညာမရှိဘူး။တိုက်ပွဲနေရာပါသွားတဲ့သူတွေကိုဆယ်လပိုင်း၁၇လပိုင်းလစာတွေကိုလည်းလုံးဝကိုပြန်မပေးပါဘူး။အထက်ကဖြတ်ခိုင်းတယ်လို့ပြောတယ်။၃လပိုင်းရတယ်၊၅လပိုင်းမရဘူး။ ခွန်ရှိကိုရတယ်ဒါပေမဲ့ဗမောမှာနေလို့ရှိရင်ရှေ့တန်းစခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရှေ့ထွက်ဇရိတ်စစ်စင်ရိတ်လုတ်တဲ့အတွက်ဇရိတ်ပေးပါတယ်အခုနောက်ပိုင်းမရတော့ဘူးတိုင်းကနေချပေးတာရှိတယ်တရက်ကို1900နဲ့စစ်စင်ရိတ်နေထွက်ဇရိတ်ပေးပါတယ်အဲ့ဒါလည်းမရဘူးလို့အလင်းဝင်လာတဲ့တက်ချက်ဇော်မင်းနိုင်တယ်တက်ချက်အောင်အောင်တို့ကပြောပြထားပါတယ်အချက်ပတ်စစ်တက်ကရှေ့တန်းထွက်တဲ့လက်အောက်ခံတပ်သားများကိုစစ်စင်ရိတ်နေထွက်ဇရိတ်အဖြစ်နဲ့တရက်ကို1900ချက်ပေးခြင်းဖြစ်ပြီးတော့ရှေ့တန်းစခန်းများမှာ နေထိုင်တဲ့အချိန်မှာလဲငွေကျပ်တသိန်း2000ပေးဆောင်ခဲ့တော်လဲတရဲမုံများကအဲ့ဒီပတ်စံများကိုကြားဖြတ်ပြီးတော့ယူဆောင်ထားတယ်လို့ပြောပါတယ်နေအတွက်ဇေယိတ်ဆိုတာကရှေ့တန်းထွက်တဲ့အချိန်မှာပဲရတာဒါကရှေ့တန်းရဲ့သဘောတရားပါပဲဒီစခန်းကတောက်လျှောက်ပေးလာတာအခုတော့မရတော့ဘူးနောက်ပိုင်းမှာတိုင်းအထက်အရာရှိကြီးတွေကနေငွေကျပ်တသိန်း2000ဆိုတာချပေးထားတာရှိတယ်အဲ့ဒါတွေလည်းကျွန်တော်တို့မရပါဘူးကျွန်တော်တို့လာစားတွေပဲကျွန်တော်တို့ရတယ် ျွန်တော်တို့ရဲ့လစာရီတောင်မှအခု10လပိုင်းနဲ့17လပိုင်းမှာကျွန်တော်တို့မရသေးဘူးလို့အလင်းဝင်လာတယ်တက်ကြဇုံမင်းနိုင်နဲ့တက်ကြအောင်အောင်တို့ကရှင်းပြထားပါတယ်တက်ရင်မူဒုတိယဘုံမူကြီးမြင့်ထွေးကိုရှေ့တန်းရောက်နေတဲ့တက်သားများကမြင်မှုချင်းမရှိပဲတက်ခွဲမူဘုံမူထိန်လင်းဦးဟာလဲ ကိုကျိုးရှာအတ္တသမားဖြစ်တယ်လို့ပြောပြထားပါတယ်။ဒါအပြင်အောက်ခြေစစ်သားများကိုအထက်ကထောက်ပံ့ပေးတာတွေဆိုတာကိုလည်းလာရောက်ပြီးတော့ပေးဆောင်ခြင်းမရှိဘဲကိုကျိုးအတွက်သာအသုံးပြုနေကြတယ်လို့ပြောပါတယ်။တက်ခွဲမှာကိုင်တဲ့တက်ခွဲမှုကတော့ဘုံမှုထိန်လင်းဦးတဲ့သူကတော့အပတ်စဉ်49ဆင်းတဲ့သူပါ။ ူကတော့စစ်တီတွေကိုထောက်ပံ့တာဘာကြဘာမှမရှိဘူးစစ်တီတွေကိုချပေးတာဆိုရင်လဲပြောတော့ပြောတယ်ဒါပေမဲ့စစ်တီတွေကိုပြန်ပေးတာဘာညာမရှိဘူးသူပြောတာတော့မချပေးသေးတာတို့ဘာလို့ပေါ့လာစားဆိုရင်လဲရပိုင်ခွင့်ဆိုလို့ရှိရင်လဲအချိန်အတိကျနဲ့ရတာမဟုတ်ဘူးတခါတလေကျရင်လဝက်လောက်နေမှ15ရက်ရက်နဲ့10လောက်မှလာစားစားရတာနောက်ပိုင်းကျတော့မိသားစုတွေလဲတအားကိုခက်ခဲလာပါတယ်ဟိုနားချိလိုက်ဒီနားချိလိုက်ပေါ့လာစားလေးရမှပြန်ဆက်ရတယ်အဲ့ဒီလိုတွေရှိတယ်လို့အလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သားများကရင်ဖွင့်ပြောပြထားပါတယ် အဲ့ဒီအလင်းဝင်လာတဲ့တက်ချက်၃ဦးဟာဗမော်တိုက်ပွဲကိုရောက်ရှိလာတဲ့အချိန်မှာ အမှတ်၃ဝင်းတင်တက်ရင်ရဲ့တက်ဆွေထဲမှာသာနေထိုင်ခဲ့ရပြီးတော့ပြိဿံများရဲ့ကျမရင်းနဲ့လုံခြုံရေးကိုစောင့်ကြည့်ပေးခဲ့ရတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်သား၃ဦးဟာကင်းဆောင်ခြင်းများကိုလှုပ်ဆောင်ခဲ့ရကမြေကြီးပေါ်မှာသာအိပ်စက်ခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။